ခုတင်ပြတာကျွန်တော်တယောက်လည်းမဟုတ်ကိုစံရေးရစပါလေအကုန်လုံးကဝိုင်းပန့်ပို့တာဗောနော်ငါတွေနားပြီမဲ့ तू မနားဘူး तू စ조사နေတာအဲ့ဒါလေးကိုကျွန်တော်ပြီးပြီးဖြစ်တယ် तू ကလေရုပ်ရှင်မှာလဲ조사တယ်လို့အခုတပင်မှာလဲလာ조사တယ်အမှုပညာကိုယူတွတ်တယ်သူလဲပါတယ်အဲ့ဒါအခုလို့ကျွန်တော်ကမယ်ကျွန်တော်မရရောက်ကမယ်ကျွန်တော်조사မယ်အဲ့ဒီပြင်ကို နှစ်ပါးသောပါသူဝင်ကားမှာကျွန်တော်တို့ကလည်းလိုင်းရင်လေးတဲ့သူ့ကြိုးဆိုတယ်သူကလည်းကြိုးစားတယ်ဗျသူကလားဘလူကကောက်ကိုလှနေတဲ့အတွက်လှတယ်လို့ပြောနေရတယ်ဒီနေ့ပွဲကတော့အထူးစီစဉ်နေတဲ့ကျွန်တော်တို့ကတော့တပင်ရုပ်ရှင်ဂီတာပါเนาะကျွန်တော်တို့သုံးမျိုးပေါင်းဆက်ပြီးတော့ကျွန်တော်တို့မင်းသားတွေနဲ့အကုန် ပြည့်ပြည့်ရွှေရွှေနဲ့ကပြ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 ပွဲတော်ကြီးဖြစ်ပါလေဟုတ်ကဲ့အာသူပြောစင်တာတော့ကျွန်တော်တို့ကအဲရော ဆိုရှိုင်းတက်ကိုပေါ့နော်ကျွန်တော်တို့တွေအခုဆိုကျွန်တော်မောင်ဖူးချစ်ပေါ့ကျွန်တော်ကသူ့ကိုအကရည်နဲ့တင်ပေးတယ်နောက်ပြီးတော့လည်းသူကညီကိုလိုဖြစ်နေတယ်တောက်လျှောက်ရိုက်ကူရင်းမှာလည်းသူ့ကိုဖြောပြင်းမှုကိုကျွန်တော်တင်ပေးတယ်နောက်ပြီးတော့လည်းသူကလည်းကျွန်တော်လည်းတအားခင်နဲ့ချစ်တယ်အဲကြောင့်လည်းတွေ့ပြီးတော့ဒီပွဲမှာကျွန်တော်ကျွန်တော်ကိုဖြစ်တဲ့ကိုဇန်ဟင်းလိုရောနောက်တကဆမ်းမင်းအောင်လိုဘုန်းလိုအခုလိုပေါင်းဆက်ပြီးတော့ဒီမှာနှစ်ပါးသွားမှာဘယ်လိုတွေကပြမယ်ဆိုတော့ပိတ်သက်များကိုအမြင်ဆန်းအောင်လို့ကျွန်တော်ကပြမယ်နောက်ပြီးတော့ကျွန်တော်ကလည်းဒီမှာကျွန်တော်အဖအုံမစရဲ့မြည်ဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ အကအဆန်းလေးတွေလက်ကမှုရှိပါတယ်လိုင်းပေါ်မှာဆုရှုမေးနေကြလားရှိပါတယ်ကျွန်တော်ဗကံကတွေနဲ့ကနေတဲ့မင်းသားတွေကဘာလို့ကမလဲဘယ်လိုတွေတင်ဆက်မလို့မေးနေကြတယ်ကျွန်တော်ကဒီကမှာဒီမှာကျွန်တော်နမူနာအနေနဲ့ကပြမှုရှိပါတယ်ဟုတ်ပါတယ်တပင်ကိုကျွန်တော်တို့အခုဆိုရင်အနုပညာသမားတွေတော်တော်လေးကွယ်ပြောင်းမှုတော့ရှိတယ်ဘာဖြစ်ဆိုတော့ဆုဒီအခုလိုဖြစ်ပြနေတဲ့မူတည်ပြီးတော့လူတွေကလည်းเนาะတထောက်တနေရာလေးပြောင်းသွားတယ်နောက်ပြီးတော့လေငွေကြေးပေါ်မှာခက်ခဲတွေဖြစ်ပြီးတော့အနုပညာမလုပ်တာတွေလည်းအများကြီးရှိပါတယ် ဒါကြောင့်မို့လဲဟိုကျွန်တော်ကြတော့လဲဘာဖြစ်လို့အနုပညာယူသလုံအကြီးလို့ဒီဒီလမ်းကိုရှောက်မယ်လို့ဆုံးဖြတ်ထားတဲ့အတွက်ယူမှတ်ခံပြီးတော့လဲအခုချိန်ဒီကိုရှောက်နေတာအမှန်ပဲပါဟောရှိတာပေါ့ရှိတာပေါ့ဟိုတော့ဖူးချစ်ဆိုတော့ကျွန်တော်2000နဲ့ ကျွန်တော်ဟောပေါ့နော်15 16လောက်ကကျွန်တော်ဇက်ထောင်ခဲ့တော့ဆိုရန်ကုန်မှာဆိုရင်အဲ့လိုပဲအဲပိဋကတ်ကြီးကနေတနေ့တချို့ကိုလိုက်ခဲ့တယ်အားပေးတယ်မန္တလေးဆိုမန္တလေးပေါ့မုံရဆိုမုံရအဝေးတီတီလိုက်အားပေးတယ်ကျွန်တော်အောက်မြန်မာပြည်ကရင်နဲ့အောက်မြန်မာပြည်စီလိုက်အားပေးတာအခုဆိုကျွန်တော်ရန်ကုန်မှာရက်တည်တာဆိုတော့အခုဆို၃နှစ်ပဲရှိသေးတယ်ပြန်ပြီးတော့တော့ပြန်ရောက်လာတာပါအဲ့ကြောင့်မို့ပြန်ရည်တည်တဲ့အချိန်မှာလည်းကျွန်တော်တို့ထောက်မှတ်ပေးကြတဲ့ကျွန်တော်တို့စိတ်မဟာမိသားစုပေါ့နော်စိတ်မဟာမိသားစုမှာပဒံမြားကိခိုင်လို့နော်အမေနီနီလို့ကိုကြည်သီးလို့ပေါ့နော် အဲ့ဒါမှလည်းအကုန်လုံးကကျွန်တော်ပတ်မိုးပြီးတော့ကိုဇိုင်းတို့ကစတင်ကြားမှုနဲ့ကျွန်တော်ပြန်ရောက်ရှိသွားတာပါအခုပြောတယ်ဗျကျွန်တော်တို့အခုရွှေရှင်တပင်ဂီတဆိုပြီးပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့ဖြောပြမဲ့အကလေးကအမြင်ဆမ်းမဲ့အကပါလေဗျကျွန်တော်ခလိုကစိန်မဟာမှာနာမည်ကြီးခဲ့တဲ့ပရိခေယပေါ့နော်ကျွန်တော်တို့အဲကလားကလေးအဲ့လိုက်လေးတို့ကျွန်တော်မင်းသားတွေကိုပေါင်းပြီးတော့အဲဇော်ဆိုင်တဲ့ကိုကျွန်တော်တို့ဥစားပေးပြီးတော့ပေါ့နော်ကျွန်တော်တင်ပေးထားတယ်အဲကလေးတို့ကျွန်တော်ဖြောပြမှုရှိတယ်ဗျမပြောနဲ့ तू ကတော့ဘာဖြစ်လို့လဲဆိုပျော်လိုက်တာလားမပြောနဲ့ तू ကလည်းပူးဗျ မလို့အမှုပညာကိုယူတုတယ်သူလည်းပါတယ်အဲ့ဒါအခုလို့ကျွန်တော်ကမယ်ကျွန်တော်မရရောက်ကမယ်ကျွန်တော်ကြိုးစားမယ်အဲ့ဒီပြင်ကိုနှစ်ပါးတော့ပါသူဝင်ကမှာအဲနှစ်ပါးတော့မဟုတ်ကမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းတိုင်းရင်လေတဲ့သူ့ကိုကြိုးစားတယ်သူကလည်းကြိုးစားတယ်ဗျအခုချိန်အထိကိုသူအခုရီကကျင့်နေတော့အကကျင့်နေတော့အခုဒါဟုတ်လားအခုဒီလိုကရင်မှန်းလားလှတယ်လားသူကလားဘလူကကအောင်လှနေတဲ့အတွက်လှတယ်လို့ပဲပြောနေရတယ်ဟုတ်ကဲ့ ။ဟောဘယ်လိုပြောမလဲဆိုတော့သူ့တင်ပေးတာကျွန်တော်တယောက်လည်းမဟုတ်ဘူးကိုဇန်ကြီးကစပါတယ်။အကုန်လုံးကဝိုင်းပန့်ပို့တာပေါ့နော်။ကျွန်တော်ကလည်းပန့်ပို့တယ်ကိုဇန်ကြီးကလည်းပန့်ပို့တယ်တော့ကိုစမ်းမင်းအောင်လို့အကုန်လုံးကဝိုင်းပန့်ပို့ကြတော့သူကလည်းတစ်ဖြေကြိုးစားတာသူများတွေနားပြီမဲ့သူမနားဘူး။ ူစူးစမ်းနေတာအဲ့ဒါလေးကိုကျွန်တော်ပြီးသီးဖြစ်တယ်အမှုပြင်သာဆိုတာယူသွမအောင်မြင်တာလေသူကလေရုပ်ရှင်မှာလည်းစူးစမ်းတယ်လို့အခုတပင်မှာလည်းလာစူးစမ်းတယ်အဲ့ဒါလေးကိုကျွန်တော်လည်းလန်လန်ကြိုးစို့တယ်လူအချင်းပြောင်းလုံးလိုက်တယ်ဆိုတော့အသက်ဆန်းတော့ပုံစံလေးထွက်လာမှာပါဘာလို့ဆိုတော့ဟိုတော့ဆိုအဲ့နေရာကိုကိုကျော်ကျော်ဘိုးလို့ကခဲ့ဘူးတာဟုတ်အခုကကအဲအခုခေတ်မင်းသားပေါ့နော် society ကသူကကပြမယ်ဆိုတော့သူဟာအင်းနဲ့သူဟန်လေးနဲ့တော့သူလှတယ်ဗျကျွန်တော်မနေ့ကတော့ကျင့်လိုက်တဲ့အချိန်မှာသူကလိုက်တည်းရဲ့ချစ်စရာလည်းကောင်းတယ် ကျွန်တော်တို့အနောက်ဝိုက်ပန့်ပူကြတယ်မင်းသားတွေအကုန်လုံးအနောက်ဝိုက်ပန့်ပူဝိုင်းကကြတယ်အဲ့အချိန်မှာသူကလာဒီကသူ့မူလီနဲ့သူအေးသနာပူနဲ့နှစ်ယောက်ပေါင်းပြီးတော့ကမှာအဲ့အဲ့လာကြောင့်အဲပိသက်တွေအခုကြည့်ရမှာ live ပေါ်မှာလည်းကြည့်ရတော်တော်တီဗီမှာလည်းကြည့်ရမှာအစမ်းလေးတွေမြင်ရမှာပါမြင်စမ်းပေါ့တော်တော်ကျိုးစားတယ်ခုနကအထီကိုကကျင့်နေတော့ကလာကောက်ညီလေးနားတော့ဆိုတော့ရတယ်ကိုချူရလဲထူကနမိတ်ကလည်းလူထားတာအဲ့လောက်ဆိုရောက်ကနေလာအဲ့လာဒီကိုကျွန်တော်ကလားလေးစားရတယ်ဘာလို့ဆိုတော့ကျွန်တော်လည်းသူ့ရွယ်တော့ဆိုတော်တော်ကျိုးစားခဲ့တာဒါပေမဲ့အဲဘယ်လိုကျိုးစားမှုကလည်း ရောက်နေတော့ရောက်ခဲ့တာပေါ့နော်ဒါပေမဲ့အခုအချိန်မှာပြန်ပြီးတော့ဒုတိယတစ်ခေါက်ကျွန်တော်လည်းပြန်စူးစမ်းနေတာသူ့လိုပဲဟုတ်ကဲ့အကောင့်တစ်ခုတီထွန်တဲ့နေရာမှာစနစ်တကြမှုရဲ့အဲနောက်ခေါင်းခါခြေလက်တော့ကျွန်တော်တို့အနုပညာမှာဆိုခေါင်းခါခြေလက်ဒုတိယရေပေါ့မျက်နှာဆဟန်ပန်မူရာအစိုးပေါ့နော်အဲ့ဒါတွေကိုအဲလေ့ကျင့်တဲ့နေရာမှာအရေးကြီးဆုံးပဲဗျတခုခုမာရင်မှုရှိွားရင်ထောက်ပြမဲ့လူတွေများတယ်ဗျ အဲကြောင့်မို့ကိုယ်တည်းတတိထားပြီးတော့လုံနေတာပဲဗျာဒါပေမဲ့အမှားယူမှုဆိုတာလူတိုင်းမကင်ပါဘူးဗျာဟုတ်တယ်အများကြီးပဲကျွန်တော်ဆိုရင်ပြောခံတည်တယ်အများကြီးပဲမင်းကကတာလဲမင်းနာလားစက်ကလားအမှုပညာလားဆိုကျွန်တော်ပြောခဲ့ခဏခဏဘာလို့လဲဆိုတော့ကျွန်တော်တို့ကကခဲ့တူပဲကျွန်တော်တို့က အဘအုံမဆေးရမျိုးဆက်ဖြစ်တဲ့မွန်ပြည်နယ်မင်းသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ခြေတိုးတွေကတယ်ပလင်းတွေကတယ်အဲလိုပကံတွေလှည့်တဲ့ကျိုးထန်းတွေကတဲ့အချိန်မှာကျွန်တော်တို့ကမင်းသားနဲ့မတူတော့ဘူး။ဘာလို့ဆိုတော့စကမင်းသားလို့တို့ဘာလို့ဖြစ်တာ။အမှန်တမ်းပြောမယ်ဆိုမြမယဉ်ကျေးမှုဆိုတာအဲအကုန်လုံးခေါင်းကခြေလက်နဲ့အိန္ဒိယကလည်းမြမယဉ်ကျေးမှုကလည်းတွဲပကလို့ရတာပဲ။နောက်တိုင်းယဉ်ကျေးမှုကလည်းမြမယဉ်ကျေးမှုကလည်းတွဲကလို့ရတယ်။ဒါကယဉ်ကျေးမှုနဲ့ဖလှယ်တာပေါ့နော်။အဲလိုထွင်ကတာကျွန်တော်တို့ကအဲလိုကျွန်တော်ကိုကျွန်တော်တို့ယဉ်ကျေးမှုလို့ပဲထင်တာပေါ့နော်။အဲလိုသူများတွေကတော့ပြောကြတာပေါ့။ဒါကိုလည်းကျွန်တော်တို့ဘွင်မြူပါဘူးဗျာ။ စန်တတီထွင်လာပါခင်ဗျတကယ်ယဉ်ကျေးမှုကြတော့မဟုတ်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ကလည်းကိုတက်တဲ့ကိုအနုပညာလေးနဲ့ကိုကဖြောပြရတဲ့အတွက်ကျွန်တော်ပီးသီးဖြစ်တယ်အမှန်ဆိုတော့အဝပိသက်ကအမြင်လေးစမ်းသွားလို့ဟာဟုတ်လားကြီးကောင်းလိုက်လားတမျိုးလေးစမ်းလိုက်တာတမျိုးကြည့်ကောင်းလိုက်တာအဲ့လိုလူပြောလိုက်တော့ပဲယဉ်နဲ့အေးသွားတယ်ခင်ဗျကျိုးတန်းပေါ်မှာကျွန်တော်ပကံလေးကိုလှည့်တာလေးလက်လက်ဒီနဲ့ကစားတာဒီမြီးဒီကစားတာဒီအဲ့ဒါဟုတ်ကဲ့ ဩမြေပြင်မှာတော့စကကျွန်တော်ဟိုတယ်လုံးလောက်ဆိုရင်ပလိုက်တာလောက်တော့ဆိုရင်လမ်းပြီးမှအတီကိုကျွန်တော်ကိုယ်တိုင်ကပြဖြုတ်ပြခဲ့တယ်ဘူးကြီးဆိုပြီးတော့မရှက်မကြောက်နဲ့လीအဲ့တော့ကလည်းလူတွေကအဲ့လိုပဲကျွန်တော်အင်တာဗျူးလို့လာပြောတော့ကျွန်တော်ဘာဖြစ်လို့ဆိုတော့ပရိဒါလုတဲ့အတွက်ကျွန်တော်မရှိမကြောက်နဲ့လုတ်ရည်တယ်ခိုင်ရည်တယ်စင်ပေါ်မှာကြောက်လို့ကတာပဲအောက်မှာဆိုတော့ကတာပဲဘာဖြစ်လို့ဆိုတော့အမှုပညာမှာယူသူချင်းဟာအောင်းနိုင်ချင်းပဲလीနောက်ပြီးတော့ကျွန်တော်အောင်မြင်ချင်းလို့တယ်မဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တက်တဲ့အမှုပညာကိုပိတ်သက်ကိုချပြလိုက်ရင်အာပိတ်သက်ကခံစားမှုတစ်ခုရသွားတယ်ဆိုကျင်းလက်တယ်ဗျာ အာတော်နေတာလဲဆိုတာဒီလိုပါဆိုကြတော့ချီးမွမ်းတာလည်းများပါတယ်ကြက်ရတာလည်းအချို့တော့ပဲပါပါတယ် ဘာဖြစ်ဆိုတော့အမြင်တမ်းမှာသူတို့အမြင်တမ်းမှာမြမရည်ကျင်းမှာမြမလိုပဲကတာပဲတွေ့ဘူးတာလေဒီလိုလေးတွေကလိုက်တော့ဟုတ်ပါမလားဒါဖြစ်နိုင်ပါမလားဟာဒါမလုတ်တင်ဘူးပေါ့လားမြမရည်ကျင်းမှုဖြတ်စီတာဆိုတော့ပါလေမဟုတ်ပါဘူးကျွန်တော်တို့လည်းကျွန်တော်တို့တက်တဲ့အမှုပညာလေးနဲ့ဖလှယ်ပြီးတော့လုတ်ပြကပြတာပါအာအဲ့ဒါကြီးကိုအစိုးရကတော့အဲ့လိုကြီးပြောလာကြတော့ကျွန်တော်စိတ်တော့မကောင်းဘူးဒါပေမဲ့ဝင်မယူပါဘူးခင်ဗျာဘယ်လိုလဲဆိုတော့အောက်ကပရိဒန်ကတယ်အဖေကလက်နဲ့ကတခါကျွန်တော်တပင်စနားမှာကပူတယ်ကျွန်တော်တပင်စနားပြန်ခဲ့တယ်လေအဲ့တော့ကလို့ကလည်းအဲ့လိုပဲ ောက်မှာရေးထားကြတာအများကြီးပဲဘာလို့လဲဆိုတော့ကျွန်တော်ကအပေါ်ပကံကြီးလှည့်ပြီးအောက်မှာ dance ကနေတာဒါဆက်ကလာဆိုတော့တောင်းမေးကြတယ်နောက်ပြီးတော့လေမြန်မာရင်ကျုပ်အပေါ်ကမြန်မာလိုကပြီးတော့အောက်ကကျွန်တော် dance ကတော့လေတခါပြောပြန်အောင် ပြောလို့ရတယ်ဘာမှမဖြစ်ဘူးလေအရေးကြီးတာကကိုလုတဲ့လုဆောင်ချက်မှာသူများတွေကအာဒါလေးအမြင်ဆန်းသွားတယ်ဟာတပုတ်တဘောကြလဲအပင်မခံနေဆိုပြီးပြောရတာကိုယင်နေမှာအီးတယ်ဗျအဲ့လိုအဲ့လိုပြောရင်တော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့နာမည်ကြီးစုံတို့ထိုးပေါက်တယ်တော့မဟုတ်ပါဘူးကျွန်တော်ဘောကမှဒါတကိုတက်တဲ့အမှုပညာကိုချပြချင်တာပါအဲ့ချပြတဲ့အချိန်မှာအပိဒကအတိမပြုတ်သွားရင်ကျင်းတတ်ပါဘူး ဟုတ်ကဲ့ဟာဘူးကြီးကတကယ်ဒီလို့လုတ်သွားတယ်တကယ်ဟိုနှစ်ဖူးကချွေးချိမားကြောက်ကိုစူးစားသွားတယ်လို့ပြောပြင်ကျွန်တော်တွေ့တာအောင်နိုင်ရေးတစ်ခုပဲခင်ဗျာဟုတ်ကဲ့ဒီနေ့ကအခါကြီးအရက်ကြီးမှာကျွန်တော်တို့ပြောပြင်မှုကအတိုင်းတက်လွန်ပိတ်သက်ရင်လည်းရောက်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒပင်ရုပ်ရှင်ဂီတကဘလူတွေပေါင်းစပ်ပြီးဘလူတွေဖြောပြတယ်ဆိုတာပိတ်သက်များနောက်မြင်ရအဖြစ်တွေမြင်ရမှာပါ နောက်ပြီးတော့ကျွန်တော်တို့ကလူငယ်လေးတွေအခုဖွဲ့စည်းထားပြီးတော့စ조사ထားတဲ့ဟာကကျွန်တော်တို့မတ်ပရမများလို့အကုန်လုံးဥစည်းထားတာပေါ့နော်တကယ်ကိုပင်ပန်းကြီးစွာနဲ့ကျွန်တော်တို့တွေပွဲမဖြစ်ခင်တည်းကကျွန်တော်တို့ပြင်ဆင်နေတာမနေ့ကဆိုလဲကျွန်တော်တို့50လာလို့ယူနေကျွန်တော်တို့တွေအကုန်လုံးစုစည်းနဲ့ညဆိုရင်12နိုင်လောက်မှပြန်သွားကြတယ်အဲ့လောက်ထိလှုပ်ပြီး조사နေတာအဲ့ဒါကြောင့်မို့အားပေးပါဦးလို့ပြောချင်နေတဲ့ညီအစ်ကိုချိုပါလိမ့်ခင်ဗျာ